င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းတန်လင်းမြို့နယ်ကအချက်ဖက်စစ်တပ်ရဲ့တန်လင်းတပ်နယ်မှုဗိုလ်မှူးချုပ်ထုံးလူဆိုတဲ့သူဟာလူမိုက်တွင်တဲ့ပူစော့တီတွေကိုကပိုက်ဆောင်တပ်ဖွဲ့အဖြစ်မွေးထားပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေစစ်မှုထမ်းလူစားထုတ်အယောင်ဝဲလောက်တာတွေနဲ့တရားမဝင်လုပ်ငန်းတွေစီကစစ်ကြေးကောက်ခိုင်းတာတွေလုပ်နေတယ်ဆိုပါတယ်ချင်းပြည်နယ်ခေါလန်ဖုံမြို့နယ်အတွင်းကအချက်ဖက်စစ်တပ်လက်အောက်ခံပြည်သူစစ်စခန်းနှစ်ခုကို KIA တက်တွေကတက်ခိုက်တိမ့်ပိုက်လိုက်ပြီးဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပြပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရန်ကုန်တိုင်းတန်လင်းမြို့နယ်ကအကြမ်းဖက်စစ်တပ်ရဲ့တန်လင်းတပ်နယ်မှုဗမှုချုပ်ထုံးလူဆိုတဲ့သူဟာလူမိုက်တွေနဲ့ပြူစောထီးတွေကိုကပိုက်ဆောင်တပ်ဖွဲ့အဖြစ်မွေးထားပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဓာတ်တွေစစ်မှုထမ်းလူစားထုတ်အယောင်ဝယ်လုပ်တာတွေနဲ့တရားမဝင်လုပ်ငန်းတွေစီက စစ်ကြောက်ခိုင်းဓာတ်တွေလုံနေတယ်လို့တန်လင်းမြို့နယ်စစ်တပ်တရင်အရင်မြစ်ကရန်ကုန်ခေတ်တစ်ကိုပြောထားသလိုဒေသခံတွေကလည်းပြောထားပါတယ်အဲ့ဒီတန်လင်းမြို့နယ်မှာမူလအစပျူစော်တီခေါင်းဆောင်ဟာမြင့်ခိုင်ဆိုတဲ့သူဖြစ်ပြီးအဲ့ဒီပျူစော်တီမြင့်ခိုင်က2024ခုနှစ်ဇွန်လလကပဲစစ်တပ်မိသားစုဝင်ကိုလတ်ဆိုသူကိုဓာတ်နဲ့ထိုးတက်ပြီးတော့ထွက်ပြေးတိမ်းရှောင်သွားမှုကြောင့်အဲ့ဒီလူမိုက်ပျူစော်တီမြင့်ခိုင်ရဲ့တပည့်ကျော်ကြီးဆိုသူကိုအကြံဖတ်စစ်တပ်ရဲ့တန်လင်းတက်နေမှုဘုံမှုချုပ်ထုံးလူဆိုတဲ့သူက ူ့ရဲ့လက်ကင်တုပ်အဖြစ်ထပ်မံမွေးမြူထားတယ်ဆိုပါလေ။အဲဒီလိုတန်လင်းတက်နေမှုဘုံကျုပ်ထုံးလူမွေးမြူထားတဲ့ပြူစောတီလူမိုက်ကျော်ကြီးဆိုသူရဲ့လက်အောက်ခံတပည့်တွေဟာလည်းအကုန်လုံးပြူစောတီတွေကြီးပဲဖြစ်တယ်လို့စစ်တပ်သတင်းရင်းမြစ်ကပြောထားပါသေးတယ်။အဲဒီလိုဘုံကျုပ်ထုံးလူကလူမိုက်ကျော်ကြီးကိုတပည့်အဖြစ်မွေးမြူပြီးတဲ့နောက်တန်လင်းမြို့နယ်တဝမ်းမှာလူမိုက်ကျော်ကြီးနဲ့ပြူစောတီအဖွဲ့ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေစစ်မှုထမ်းလူစားထုတ်အယောင်ဝယ်လောက်တာတွေနဲ့ဝူရစေဝအပါဝင် တရားမွေးလုပ်ငန်းတွေစီကနေစကြေးကောက်ခိုင်းဓာတ်တွေလုပ်နေတယ်လို့တန်လင်းမြို့နယ်စစ်တပ်တင်းအရင်မြစ်ကပြောထားသလိုဒေတာကန်တွေကလည်းပြောထားပါတယ်အခုအော်တိုဘာလတရနေ့ညပိုင်းကဆိုရင်တန်လင်းမြို့နယ်အောင်ချမ်းသာရက်ကွက်အေးသစ်စာကနေအိမ်တစ်ခုကိုပစ္စတိလူမိုက်ကျော်ကြီးနဲ့အဖွဲ့ကဝင်ရောက်ဓမြတိုက်ပြီးအင်ရှင်မီတာစုဝင်တွေကိုရိုက်နှက်ပြီးတော့ငွေကျပ်သိန်းတရာကျော်လူရဲသွားတဲ့အမှုလည်းရှိခဲ့သလိုအဲ့ဒီဓမြတိုက်တဲ့အဖွဲ့မှာစစ်တပ်ကတက်ကြွကြီးနှစ်ဦးပါပါဝင်ခဲ့ပြီးအဲ့ဒီအမှုကိုလည်း အခုအချိန်ထိတန်လင်တက်နေမှုဘုံမှုချုပ်ထုံးလူကမတိကြအောင်စောင့်ထားသလိုသူမွေးထားတဲ့ပြူစောတိတွေဓမြတိုက်တာဖြစ်တဲ့အတွက်အရေးယူမှုလည်းမရှိဘူးလို့တန်လင်မြို့နယ်စစ်တပ်တရင်အရင်းမြစ်ကပြောထားသလိုဒေသခံတွေကလည်းပြောထားပါတယ်ခင်ဗျတဖက်မှာတော့ကချင်ပြည်နယ်ခေါလံဘူးမြို့နယ်အတွင်းကအကြဖက်စစ်တပ်လက်အောက်ခံပြည်သူစစ်စခန်းနှစ်ခုကို GIA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးလို့ GIA စစ်တပ်တရင်အရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့အော်တိုဘားလာ19ရက်နေ့ကပဲ ချင်းပြည်နယ်ခေါလန်ဖူးမြို့နယ်ရှီလမ်ဒမ်ကျေးရွာနီးမှာရှိတဲ့အကြံဖက်စစ်တဲ့လက်အောက်ခံပြည်သူစစ်တပ်စခန်းကို GIA တပ်တွေကအရင်ဆုံးအပိသက်သိမ်းပိုက်လိုက်တယ်ဆိုပါတယ်အဲဒီနောက်မှာပဲအော်တိုဘားလ20ရက်နေ့အရောက်မှာနောက်ထပ်မခေါန်ဒန်းကျေးရွာစုတောင်းကုန်းမှာရှိတဲ့စစ်တပ်လက်အောက်ခံပြည်သူစစ်တပ်စခန်းကို GIA တပ်တွေကထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနှစ်ရက်အတွင်းမှာစစ်တပ်လက်အောက်ခံပြည်သူစစ်တပ်စခန်းနှစ်ခုကိုဇက်တိုက်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ GIA စစ်ရေးတရီရှင်ကပြောထားပါတယ်အဲဒီလို့ ခေါလန်ဘူးမြို့နယ်အတွင်းကအချမ်းဖက်စစ်တပ်လက်အောက်ခံပြည်သူစစ်စခန်းနှစ်ခုကို GIA ကတက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက်မှာပဲစစ်တပ်ကသူတို့ရဲ့ထုံးစံအတိုင်းလေနဲ့လာပြီးတိုက်ပွဲနဲ့မဆိုင်တဲ့ရသပြည်သူတွေနေထိုင်ရာခြေရွာတွေကိုဘုံကျဲတက်ခိုက်သွားသေးတယ်လို့သိရပြီးလက်ရှိကချင်ပြည်နယ်မှာတော့ GIA ပူးပေါင်းတပ်တွေဟာအချမ်းဖက်စစ်တပ်စခန်းတွေကိုအခုရပ်ပိုင်းတွေအတွင်းမှာပဲတိုက်ခိုက်သိမ်းပိုက်မှုတွေခက်ဆိတ်ဆိတ်ရှိလာပြီးစစ်တပ်ကတံပြန်ထိုးစစ်ဆင်မှုတွေပြုလုပ်နေတယ်လို့လေဒေတာတွေးသတင်းရှင်မြစ်ကပြောထားပါသေးတယ်ခင်ဗျ တော့ကချင်ပြည်နယ်ဖားကဲမြို့နယ်ကလုံခင်းကြောက်ဝိုင်းမှာလူစုလူဝေးဖြစ်နေတဲ့အချိန်အချက်ဖက်စစ်တပ်ကကားနဲ့ပတ်လာပြီးတနတ်တွေနဲ့လိုက်လံပစ်ခတ်သွားတယ်လို့ဖားကဲမြို့နယ်နေပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်ရန်ကုန်ခေတ်ကရရှိထားတဲ့ဗီဒီယိုဖိုင်ထဲမှာလည်းလုံခင်းကြောင်ဝိုင်းကလူစုလူဝေးဖြစ်နေတဲ့လူအုပ်ကြီးဟာစစ်တပ်ကတနက်နဲ့ပြစ်ခတ်မှုကြောင့်ဝရုံးသုံးကနဲ့ပြေးလွှားနေကြတာကိုလည်းအတိုင်းသားမြင်တွေ့နေရပါတယ်။ဖြစ်စဉ်ကတော့အော်တိုဘားလ22ရက်နေ့ဖြစ်တဲ့မနေ့ကည9:00နာရီဝန်းကျင်လောက်မှာပဲ ဖားကံမျိုးနဲ့လုံခင်ကျေးရွာကြောက်ဝိုင်းမှာကြောက်ရောင်းဝယ်လုတ်တဲ့သူတွေဟာပုံမှန်အတိုင်းလူစုလူဝေးအဖြစ်ရောင်းဝယ်လုတ်ပြီးစီကားနေတဲ့အချိန်အကြက်ဖက်စစ်တပ်ကကားနဲ့ပတ်လာပြီးတော့တနက်တွေနဲ့လိုက်လံပစ်ခတ်သွားတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။အဲ့ဒီအချိန်ကြောက်ရောင်းဝယ်လုတ်ရင်းစီကားနေတဲ့လူအုပ်ကြီးဟာကြောက်လန့်ပြီးတော့ဝရုံးသုံးကနဲ့ထွက်ပြေးခဲ့ကြတယ်လို့လူတိကိုက်တိဆုံမှုအခြေအနေတွေကိုတော့မကြားမိသေးပဲလက်ရှိဖားကံမျိုးနယ်မှာကတိုက်ပွဲတွေလည်းခက်ဆိတ်ဆိတ်ဖြစ်ပွားနေတယ်လို့ဖားကံမျိုးနယ်နေပြည်သူတွေကပြောထားပါတယ် အဲ့ဒီဒေသခံပြည်သူပြောထားသလိုပဲလက်ရှိဖကံမျိုးနဲ့ရောက်နေတဲ့အချမ်းဖတ်စစ်တပ်စစ်ကြောင်းတွေဟာသူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးမတိုင်မီဖကံမျိုးနဲ့က GIA ပူပေါင်းတပ်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုပြန်လည်လုချင်နေတဲ့အတွက်စစ်ကြောင်းထိုးတာတွေတွားတွားလုံနေရင်းနဲ့သူတို့စစ်တပ်ဘက်ကသာအထိနာနေတဲ့အခြေအနေတွေနဲ့ပဲနှစ်ဖက်စည်းရေးကအဲ့ဒီဘက်မှာတင်းမာနေစေဖြစ်တယ်လို့သိရပါတယ်ခင်ဗျတစ်ဖက်မှာတော့ တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြံဖက်စစ်တပ်နဲ့တော်လန်ရေးပူးပေါင်းတပ်တွေအကြားနှစ်ရက်ဇက်တိုက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့ဒေတာတွင်းစစ်ရေးတရင်အရင်မြစ်ကရန်ကုန်ကစ်တက်ကိုပြောပါတယ်။ဒါကတော့အော်တိုဘားလ21ရက်နေ့ညနေပိုင်းကစပြီးအကြံဖက်စစ်တပ်ရဲ့စစ်သင်းဘောနဲ့လိုက်ပါလာတဲ့အင်အားတရာကျော်ပါစစ်တပ်စစ်ကြောင်းဟာလောင်းလုံးမြို့နယ်ကင်ကြီးကျေးရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတယ်ဆိုပါတယ်။အဲ့ဒီအချိန်နေမြေကန်တော်လန်ရေးပူးပေါင်းတပ်တွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေရမှာ။ အောက်တိုဘာလ22ရက်နေ့ဖြစ်တဲ့မနေ့ကအထိနှစ်ရက်ဆက်တိုက်တိုက်ပွဲတွေအပြင်းထန်ကိုဖြစ်ပွားနေတယ်ဆိုပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်တပ်ကတော်တော်ကိုအထိနာနေတဲ့အတွက်စစ်သင်းမောဘော်ကနေရောသူတို့ရဲ့ခက်လက်ရတရားလိတရင်ကနေပါလက်နေကြီးပြစ်ကူတွေပေးနေရပါတိုက်ပွဲနဲ့မဆိုင်နဲ့ရသပြည်သူတွေနေတဲ့ခြေရွာတွေကိုပါပစ်ခတ်နေတာကြောင့်ဂရင်ကြီးခြေရွာအပဝင်အနီးနားခြေရွာကပြည်သူတွေပါဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေကြတယ်လို့ဒေတာတွင်းစီးရီးသတင်းရင်းမြစ်ကပြောထားပါလေတစ်ဖက်မှာတော့ တိုက်ပွဲအတွင်းအထိနာနေတဲ့အချက်ဖက်စစ်တပ်စစ်ကြောင်းကိုကင်းကြီးကြီးရွာတဝိုင်းမှာတော်လန်ရေးတပ်တွေကအနောက်ကနေလိုက်လံတိုက်ခိုက်ချေမှုန်းနေတဲ့အတွက်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတော့မယ်လို့ဒေတာတွင်းစစ်ရေးတရင်အရှင်မြစ်ကပြောထားပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့ဒင်းသားတိုင်းဒဝဲခရိုင်အတွင်းမှာဒေါ်လန်ရေးတပ်တွေကအချက်ဖက်စစ်တပ်ရဲ့တရားမဝင်အတုယောင်ရွေးကောက်ပွဲကိုနီလန်မျိုးစုံတုံးပြီးတိုက်ဖြတ်မှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့အဲ့ဒီရွေးကောက်ပွဲနဲ့လုံးဝပါဝင်ပတ်သက်တာတွေမလုပ်ဖို့တဝဲခိုင်တပေါင်းစုတာဝန်ခံရဲဘော်ရှယ်တို့ကအတိပေးထားပါတယ်။တရှိအကြံဖက်စစ်တပ်ဟာတဖက်မှာပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေနဲ့ကလေးသူငယ်ပါမချန်တပ်ဖြတ်နေုံနဲ့မကရွာတွေကိုပါမိရှုဖြက်စီးတာတွေလုပ်နေပြီးတဖက်မှာတော့သူတို့ရဲ့အတူရောင်ရွေးကောက်ပွဲကိုမရရတဲ့နီးနဲ့လုပ်ပြီးတော့နိုင်ငံရေးထွက်ပေါက်ရဖို့ကြံစည်နေတယ်ဆိုပါတယ်။အဲ့ဒီလိုအကြံဖက်စစ်တပ်ဘက်က သူတို့ရဲ့အာဏာတဆိုးရှေဖို့အတူရောင်ရွေးကောက်ပွဲကိုဟန်ပြလုပ်ပြီးထွက်ပေါက်ရှာမဲ့အစီအစဉ်ကိုမရရတဲ့ဤနဲ့အတင်းအဓမ္မလှုပ်ဖို့ကြံစီနေလေလက်ရှိတဝက်ခိုင်အတွင်းမှာရှိတဲ့တော်လန်ရေးတပ်တွေနဲ့အင်အားစုတွေကတော့အဲ့ဒီစစ်တပ်ရဲ့ရွေးကောက်ပွဲအတူကြီးကိုနီလန်မျိုးစုံတုံးပြီးတိုက်ပြတ်မှာဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့အဲ့ဒီစစ်တပ်ရဲ့ရွေးကောက်ပွဲအတူကြီးနဲ့ပါဝင်ပတ်သက်တာတွေမလှုပ်ဖို့တဝက်ခိုင်တပေါင်းစုတာဝန်ခံရဲဘော်ရှဲတို့ကတတိပေးပြောဆိုထားပါတယ်ခင်ဗျာ ဖက်မှာတော့ကရင်ပြည်နယ်ဖအံမြို့နယ်ကဖားဖို့ရွာလေးကျေးရွာကိုအကြံဖက်စစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးကြက်ရောက်ပောက်ကွယ်မှုကြောင့်အသက်6နှစ်နဲ့12နှစ်အရွယ်ကလေးငယ်2ဦးအပါအဝင်ပြည်သူ3ဦးသေဆုံးထားတဲ့အပြင်နောက်ထပ်ပြည်သူ18ဦးကဒဏ်ရာရရထားတယ်လို့ကရင်ယူဗဟိုကနေသတင်းတုတ်ပြန်ထားပါတယ်။ဒါကတော့အော်တိုဘာလ20ရက်နေ့ကပဲဖအံမြို့နယ်မှာရှိတဲ့ကမာမောင်းဘက်ကအကြံဖက်စစ်တပ်ဟာရသပြည်သူတွေနေထိုင်ရာဖားဖို့ရွာလေးကျေးရွာကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလို့ အချမ်းပစစ်တပ်ကပစ်လိုက်တဲ့လက်နက်ကြီးကြီးတွေဟာခြေရွာအတွင်းမှာကြောက်ရွံ့ပတ်ကွဲခဲ့ပြီးအသက်6နှစ်နဲ့12နှစ်အရွယ်ကလေးငယ်နှစ်ဦးအပါအဝင်ပြည်သူ၃ဦးသေဆုံးထားတဲ့အပြင်နောက်ထပ်ပြည်သူ18ဦးကဒဏ်ရာရရထားတယ်လို့ကျန်းယူဗဟိုကနေသတင်းထုတ်ပြန်ထားပါတယ်။လက်ရှိအချမ်းပစစ်တပ်ဟာသူတို့ထိန်းချုပ်ထားတဲ့မြို့ပေါ်တွေမှာတော့သူတို့ရဲ့ရွေးကောက်ပွဲအတူကြီးပြုလုပ်နိုင်ရေးအတွက်ငြိမ်းချမ်းနေတဲ့အောင်ဟန်ပြတွေလုပ်နေပေမဲ့တစ်ဖက်မှာတော့သူတို့လက်လွတ်ထားရတဲ့တော်လိုင်းတပ်တွေထိန်းချုပ်ထားရနေမြေတွေကအယက်သားပြည်သူတွေကိုပိတ်မှတ်ထားပြီး လေချောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေကိုအဆက်မပြတ်ကျူးလွန်နေတယ်လို့လည်း GNU ဖို့ရဲ့ထုတ်ပြန်ချက်မှာပြောထားပါတယ်ခင်ဗျာတစ်ဆက်ထဲမှာပဲခရင်ပြည်နယ်မြောက်ရီမြို့နယ်မှာရှိတဲ့အရသာပြည်သူတွေနေထိုင်ရာမင်းလက်ပံကျေးရွာကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်အသက်နှစ်နှစ်အရွယ်ကလေးငယ်နဲ့မိခင်ပြစ်သူတို့တေဆုံးသွားခဲ့တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့အော်တိုဘလာနဆနီယန်ဖြစ်တဲ့မနေ့ကမွန်လယ်ပိုင်းမှာပဲ မြဝရီမြို့နယ်မှာရှိတဲ့ရသပိသူရိနေထိုင်ရာမင်းလက်ပံကျေးရွာကိုအကျံဖက်စစ်တပ်ကဘာတိုက်ပွဲမှမဖြစ်ဘဲလက်နက်ကြီးတွေနဲ့ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုအကျံဖက်စစ်တပ်ကပစ်လိုက်တဲ့လက်နက်ကြီးကြီးဟာမင်းလက်ပံကျေးရွာထဲမှာကြောက်ရောက်ပောက်ကွဲခဲ့ပြီးအသက်နှစ်နှစ်အရွယ်ကလေးငယ်နဲ့မိခင်ပြစ်သူတို့တိတ်ဆုံသွားခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်။ဒီလိုအကျံဖက်စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုဟာရသပိသူတွေကိုတမင်တကာပြစ်မှတ်ထားပြီးတိုက်ခိုက်မှုသာဖြစ်တယ်လို့ အဲ့ဒီဘက်မှာဘာတိုက်ပွဲမှလည်းမဖြစ်ပဲအခုလိုလူမန်းတော်တေချာမသိသေးတဲ့နှစ်နှစ်အရွယ်ကလေးငယ်နဲ့ကလေးမိခင်မှာတပါးတည်းတည်ဆုံသွားမှုဟာအတော်ကိုရင်နာစရာကောင်းတဲ့အပြင်လက်ရှိအချက်ဖက်စစ်တပ်ဟာသူတို့အာဏာတည်မြဲဖို့အတွက်ပြည်သူတွေဆိုတာတိတိကျင်းတဲ့ကိုအခုလိုတတ်ဖြတ်နေတာတွေကြောင့်တော်တော်ကိုရုံမာပြီးအောက်တန်းကျတဲ့အဖွဲ့အစည်းဖြစ်နေပြီလို့လေဒေတာတွင်တရင်အရှင်မြေကပြောထားပါသေးတယ်ခင်ဗျ။ဟုတ်ကဲ့ ਤਾਗਾਰੋ ਯੋਂ ਕਿਤਿ ਕਾਣੀ, ਦੀ ਨੀ ਲੈਗਿਂ ਦੀ ਨੀ